ကဲကျွန်တော်ပြီးခဲ့တဲ့ညကကစားသွားခဲ့တဲ့ကျွန်တော်ပရီးမီးယားလိပွဲစဉ်ချက်ဆီနဲ့အစ်ဆွေတောင်းလို့ချက်ဆီတို့ဒါဒုတိယတကြော့မှာလည်းအနိုင်ရလက်အဖြစ်မဖော်ဆောင်နိုင်ခဲ့ဘူးသူတို့အသေးတမှတ်ပဲအရယူခဲ့ဒါဒီရလက်ကြောင့်ချက်ဆီအသင်းအမှတ်ပေးကြရဲ့အဆင့်၄နေရာကနေပြီးတော့ဖယ်ပေးလိုက်ရပြီအခုလက်ရှိမှာဆိုလို့ရှိရင်တော့ယာယီအဆင့်၅နေရာမှာရက်တည်ထားတယ်အားကြောင့်မို့လို့ဒီနေ့မှာကျွန်တော်ကချက်ဆီနဲ့အစ်ဆွေတောင်းရဲ့ပွဲတွေကပွဲအမြင်လေးတွေကိုဒါဆွေးနွေးတုံ့တက်ပြီးတော့မှာဖြစ်ပါတယ် ော့ Chelsea တင်းကဒီနေ့ပြောရမယ်ဆိုလို့ရှိရင်အဓိကတော့နီးပြားကိုလည်းအပြစ်တင်ခြင်းနဲ့ကစားသမားကြီးလည်းအပြစ်လဲပါတယ်။မာတူဂီတပွဲလုံးအဆင်မပြေနေတာကိုသူ့အနေနဲ့မထုတ်ဘဲနဲ့တော့ဒုတိယပိုင်းမိနစ်80လောက်မှဒါဆန်ချိုထည့်တယ်။ဆန်ချိုထည့်လိုက်ချင်းပဲကျော်ချက်ချင်း ဒီကစားပုံပြောင်းသွားတယ်ဂိုးတွေပြန်ရတယ်ကြောက်ဒီဒုတိယပိုင်းအစတုန်းကဂိုးဆိုလို့ရှိရင်လည်းဒါဂူစတိုဝင်လာတယ်ကြောက်တိုစင်ကိုထုတ်ပြီးတော့ဒါဂူစတိုထည့်လိုက်တယ်အဲ့ဒီအနေထားမှာကစားကွက်တော်တော်လေးတိတိတသာပြောင်းလဲသွားသေးတယ်ဒါမဲ့နောက်ပိုင်းကျတော့ဒါဆန်ချိုဝင်လာတဲ့အခါမှာကစားကွက်ပို့ပြီးတော့စီးသွားတယ်ချယ်ဆီရိုဘက်ကအခွင့်အရေးတွေပို့ရလာတယ်ဒါမဲ့တစ်ဖက်သင်းရဲ့ဂိုးသမားကလည်းတော်တော်ကြီးကိုဒီနေ့မှကောင်းတယ်ပွဲပြီးကန်ဒီမှာကန်တဲ့အလုံးတွေဆိုလို့ရှိရင်တော်တော်လေးကို ဟိုကန်ကောင်းသွားတယ်လို့ပဲပြောရမှာပါသူတို့အတင်းရဲ့ကိုသမားတော်တော်ကြီးကိုကောင်းပါတယ်တကယ်လဲအလုတ်လုတ်ပေးသွားတာဒီအစ်ဆွေတောင်းရဲ့ကိုသမားတကယ်အေးပါခဲ့တဲ့ဂိုးတွေကိုဂိုးပေါက်ကောက်ွက်မှုတွေပြုတ်လုတ်ပေးခဲ့တယ်ဒါပေမဲ့ Chelsea အတင်းကအမှန်ဆိုလို့ရှိရင်ဒီဘွဲနိုင်တဲ့နေပြအစ်ဆွေတောင်းဆိုတာကနောက်ရာသီကြာရင်တန်းစင်းမှုတေချာနေတဲ့အတင်းအဲ့လိုအတင်းမျိုးကိုနှစ်ကြော့လုံးမှအနိုင်ရလက် မဖော်ဆောင်နိုင်ဘူးဆိုတော့တော်တော်ကြီးကိုရုပ်ပေါက်တယ်အဓိကအန်ဆိုမာစကာရဲ့အပြစ်တွေလည်းပါတယ်တော်တော်မာဒူဂီကိုလုံးဝမကြိုက်တာယွန်းနေဗျာဒီပွဲမှာတော့အကောင်းဆုံးကစားသမားကိုပြောရမယ်ဆိုလို့ရှင်ကူကူရီလာနဲ့ပီရိုနာတိုပဲဒါဆန်ချိုဝင်လာတဲ့အချိန်တော့ဆိုလို့ရှင်လဲဆန်ချိုဒီနေ့မှာတော်တော်ကောင်းတယ်အမားရုံမရှိဘူးသူကန်သွားတဲ့အလုံးဆိုလို့ရှင်လဲဘာမှအပြစ်နာစာပြောရမှာမရှိလောက်အောင်လှပလွန်းတယ်အားကြောင့်မလို့ဒီဆန်ချိုကတော့နောက်ပွဲတွေမှာဒါပေါ်ထွက်ခွင့် ပို့ပြီးတော့ရားလိုက်မယ်လို့ထင်ပါတယ်သူ့အနေနဲ့လည်းဒါစောစောစီးစီးမလဲပဲနဲ့ဟိုနောက်ဆုံးမှာဗျာဟိုအချိန်ပိုရောက်တော့မယ်3မိနစ်တော့လေလူတော့မှဂျက်ဆန်ကြီးကိုထုတ်ပြီးတော့အန်ကူကိုထည့်လိုက်ထားလိုက်ပါတော့လားအဲ့ဒါဘာလို့တစ်ဖက်အသင်းကိုအချိန်ဆွဲပေးနေလို့ဖြစ်တော့အုံနောက်မရှိတာအုံနောက်မရှိတာကောင်အဲ့လိုမျိုးပြောရရင်လည်းတပြေးပြေးနဲ့ဟိုပြောစရာတွေကပို့ပို့များလာပြီအချိန်နေရတော့ချက်စီအသင်းတွားရတော့ အရင်ရောအချိန်နေကောင်းမနေဘူးဒါမဲ့လည်းအခုလက်ရှိတည်းတမတ်ရလိုက်တာကလည်းအစိုးရကအကောင်းလို့ပဲကျွန်တော်တွေးရမှာပါပဲကျောက်ဒီအနိုင်တမတ်ကြောင်ချက်စီအသင်းကအဆင့်9နေရာမှာရပ်တည်နေတဲ့54မှတ်နဲ့အောက်ကအက်စတွန်မီလာနဲ့အမှတ်တူပေါ့နျူကာဆယ်နဲ့ကလည်းကျွန်တော်တပွဲရော့ကူမှာ တော်တော်လေးကိုအမှတ်ကလည်းကတ်နေနေတာဖြစ်တဲ့ကြောင့်မို့ Chelsea တင်အဆင့်9နေရာကလည်းမတည်ကြဘူးအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့ Manchester City 55မှ Nottingham Forest 58မှ Nottingham Forest ဒီတစ်ပတ်မှာရှုံးခဲ့တာတော့ Chelsea တင်တို့အခွင့်အရေးမယူနိုင်ခဲ့ဘူးဒီလိုပွဲချောင်ကာလမှာမှအခွင့်အရေးမယူရင်ဘယ်မှာသွားလုံးမလဲနောက်ဆုံး3ပွဲကသူ့အတွက်ကျက်တယ်အဲ့ပွဲတွေဆိုပူရောင်ဆိုးမယ်ဒီလက်ရှိကြားထဲကဟိုပွဲချောင်နဲ့၃ပွဲလေးကိုအနိုင်ကမ်းပါပြီးတော့ရှေ့မှာလဲ Brandford ကိုမအားမမဟုတ်ဘဲနဲ့သူဖင်ရတာလူတွေကိုရှောက်ထည့်ပြီးတော့တည်ရည်စည်းစည်းဖြစ်သွားတယ် မှန်ဆိုလို့ရှိရင်အဲ့ဒီအမှတ်တည်းကကို့အမှတ်တည်းဒီအချိန်ရတဲ့အမှတ်ကိုရတယ်လို့ယူလာမှချန်ပီယံလိဝင်ခွင့်ရဖို့ကတေးကြမှာအခုချိန်ကတော့ကျုပ်ဒီချန်ပီယံလိဝင်ခွင့်ရဖို့ကတော့တော်တော်ကြီးကိုအခွင့်ရနေသွားပြီကျုပ်လည်းတိတ်ပြီးတော့မမျော်လင့်တော့ဘူးဒီဒီကစားသမားဒီနီးပြနေပေါ့ဒီကစားသမားဆိုတာဒီလိုကစားသမားတွေပြောတာအန်ကူကူတို့ဒီမှာအမာဒဂီတို့ဆိုလို့ရှိရင်တကယ်သုံးဆလို့မရတဲ့အကောင့်ကြီးအားကြောင့်မလို့ချက်စီတင်နေနဲ့အများကြီးပြင်ဆင်မှုလိုပါသေးရဲ့နောက်ထပ်ပွဲစဉ်တွေမကြလို့ရှိရင်လည်းချက်စီတင်ဒါဒီလိုအမားမျိုးထပ်မလို့ပဲနဲ့ဒါအနိုင်သုံးမှတ်ရယူနိုင်မှာပဲအဆင်ပြေပါလိမ့်မယ်ဒါပြိဿကြီးမြင်မှာဆိုလို့ရှိရင်ရောဒီ ီ Chelsea နဲ့အဆွေတောင်းတို့ရဲ့ပွဲလေးလေးမှာဘယ်သူတွေအမားတွေများလဲဘယ်သူတွေကိုကြိုက်လဲမကြိုက်ဘူးလဲပရိသတ်ကြီးအမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့လည်း www.mmmedia.stream မှာခါမဲတိုင်းလိုက်ဝင်ရောက်ရှုနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်တို့စီရင်တက်ဆက်ကူဆွဲပါ